ဒီနေ့မှာတော့2019ခုနှစ်ကထွက်ရှိခဲ့တဲ့ Mr. Long ဆိုတဲ့ action drama ကားလေးကို recut လုပ်ပြီးတော့မှဖြစ်လို့အဆုံးထိကြည့်ရှုပေးကြပါဦးဗျ။ထာဝရမျိုးရဲ့တနေရာမှာ Geister ကောင်စိုးလေးတွေဟာလောလောလတ်လတ်ဓမြတိုက်လာတဲ့ RK တွေဘဲ KTV မှာတွားဖြုံးရမလဲတိုင်မီနေခဲ့ကြပါတယ်။အဲ့ဒီချိန်သူတို့အဖွဲ့ဝင်တယောက်ရုတ်တရက်ဝင်လာပြီး EX ကိုလမ်းမှာပြန်တွေ့တဲ့အကြည့်မျိုးနဲ့မတက်ကြီးကြောင်ကြည့်နေခဲ့ပါတယ်။ခဏနေတော့သူ့ရဲ့ bike ထဲကနေဓာသွားတစ်ခုထွက်လာကရှေ့ကိုငှက်ကြပြီးရှော့သွားပါတော့တယ်။အဲ့ဒီချိန်နောက်ကနေဓာကန်လေးနဲ့ထွက်လာတာကတော့ ီကားရဲ့အဓိကဆက်ကောင်လိုင်းတားမိုက်ကြီးပဲဖြစ်ပါတယ်။အဲ့နောက်မှာတော့မိုက်ကြီးဟာဖရဲတိစိတ်ချူချိုလေးခွဲတဲ့အကွက်တင်နဲ့ကြံတဲ့ကောင်တွေကိုတကောင်ချင်းရိုက်ပြီးအာရဂိအိတ်ကိုယူသွားပါတော့တယ်။နောက်ထပ်ဇဝံကန်းမှာတော့မိုက်ကြီးဟာအာရဂိအိတ်ကိုဥလေခွဲစီပေးလိုက်ပါတယ်။တကယ်တော့မိုက်ကြီးဟာသူ့အေးနဲ့လူသက်တဲ့ကြီးစားလူသက်သမားတစ်ယောက်ဖြစ်ပြီးဥလေခွဲပေးတဲ့တာဝန်ကိုလုပ်လာခဲ့တာပဲဖြစ်ပါတယ်။အဲ့နောက်မိုက်ကြီးနဲ့ဥလေခွဲစကားပြောခဲ့ကြပြီးဥလေခွဲကနောက်ထပ်အလုပ်တစ်ခုကိုမိုက်ကြီးကိုကမ်းလှမ်းခဲ့ပါတယ်။အဲ့ဒါကတော့ ဂျပန်မှာဖင်ကိုကူလီယာတီပုတ်ပြီးရားနေတဲ့ယာကူဇာဂိုင်းသားတကောင်ကိုရိုက်ပြရမှာဖြစ်ပါတယ်။မကြီးကလည်းဒါမျိုးစုံတစ်ခါမပြောရပဲချက်ချင်းတူဂျိုကိုဒိုးပါတော့တယ်။တူဂျိုကိုရောရောက်ချင်းမှာပဲသူ့ရဲ့ပြစ်မှတ်ကိုလိုက်ရှာခဲ့ပြီးနောက်ဆုံးမှာတော့ဘားတစ်ခုမှသွားတွေ့ခဲ့ပါတယ်။အဲဒီယာကူဇာဂိုင်းသားရဲ့နာမည်ကတော့ခင်ဂျီပဲဖြစ်ပြီးမျက်ခွင်းအဆိုရည်လဲစမူသာတော့ကိုနာမည်အုပ်ထားသလိုပါပဲ။အဲဒီနောက်မှာတော့မကြီးဟာသူ့ရဲ့ချော့လက်မကိုထုတ်ပြီးဂန်ဂျီနာကိုချင်းကပ်သွားဖို့လုပ်ခဲ့ပေမဲ့ဂန်ဂျီရဲ့လူတွေကသူ့ကိုမိသွားခဲ့ပါတယ်။နောက်တော့ဂုံနီအိတ်ဆွပြီးစွန်ကြီးဝိုင်းလောင်းတာကိုခံနေခဲ့ရပြီး နောက်ဆုံးသူ့ကိုတတ်တော့မဲ့အချိန်မှာဘယ်သူမှမသိတဲ့သူတယောက်ရောက်ချလာပြီးအဖွဲခေါင်းဆောင်ကိုဓာတ်နဲ့ရွေလိုက်ပါတော့တယ်ဒီလိုနဲ့အဲ့ဒီလူနဲ့ယာကူဇာဂိုင်းကကောင်းနေသရီးဆန်းနေဖိုးဆန်းနေဆွဲရင်ရောက်ရက်ခတ်နေတာကိုအခွင့်ကောင်းယူပြီးဘတ်ကြီးကဂုံကြီးကိုအထားကြကြလှိမ့်ကအဲ့ဒီကနေထွက်ပြေးသွားပါတော့တယ်အဲ့ဒီနောက်မတ်ကြီးလဲဟိုကောင်တွေခြေရခံလို့မရတော့အောင်ကားလမ်းပေါ်ရောက်တဲ့အခါရက်ထားတဲ့ကိုရီနာကြီးတဲ့ဝင်ပုံးနေလိုက်ပါတော့တယ်နောက်တနေ့မှာတော့မတ်ကြီးတယောက်စင်ကြေဖုံးရက်ကွက်လမ်းကြားလေးတနေရာမှာညတော်ကပလက်ကျော့ထားခဲ့တယ်လို့ပေပေနေနဲ့အိပ်ပျော်နေခဲ့ပါတယ်ခဏနေတော့ သူ့အနာကိုမောင်ပြူးဆိုတဲ့ကောင်လေးရောက်လာခဲ့ပြီးသူ့ကိုနှိုးခဲ့ပါတယ်။အရင်ဆုံးမောင်ပြူးကသူ့အတွက်ရေဘူးယူလာပေးပြီးသူ့ရဲ့စွန်ကြီးလောင်းခံထားရတဲ့ဒဏ်ရာတွေကိုစီးထက်ပေးခဲ့ကမိုက်ကြီးဝတ်ဖို့အတွက်ဘေရိုးတွေပါတော့ပြန်ယူလာခဲ့ပြီးပေးခဲ့ပါတယ်။ဘေရိုးလေးနဲ့ရှုထုတ်ပြီးအချိန်မှာတော့မိုက်ကြီးဟာရက်ွက်တဲ့သူနေလို့ရမယ့်နေရာလေးများရှိလာလိုက်ရှာရင်းဗလမိုင်လိုက်နေတဲ့အိမ်စုတလုံးကိုတွေ့လိုက်ရတဲ့အတွက်မောင်ပြူးပေးထားတဲ့တိုလီမိုးစာတွေတော့ပြန်ယူပါတော့တယ်။နောက်ပြီးအိမ်စုလေးထဲမှာအိုးရီပကံတွေနည်းနည်းပါးပါးရှိလာကြောင် မောင်ပြူယူလာတဲ့ဟာတွေကိုနည်းနည်းပါးပါးချက်ပြုတ်လိုက်ပြီးသူနဲ့မောင်ပြူစောင်းကြောင်ထိုင်တီးကြပါတော့တယ်။ထိုင်တီးကြရင်မောင်ပြူကသူ့အမေကြောင့်ကြောင်ညာဝင်တော့သူ့အမေနီနီကထိုင်ဝမ်သူဖြစ်တဲ့အကြောင်းမကြီးတိသွားခဲ့ပါတယ်။အဲဒီနောက်မှာနီနီပြင်ကိုရောက်လာပြီးတားဖြစ်သူမောင်ပြူကိုချမောင်ရွတ်သွားဝယ်ခိုင်းခဲ့ပါတယ်။မောင်ပြူလည်းချမောင်ရွတ်ကကောင်းတဲ့အရာလားဆိုးတဲ့အရာလားသိချမသိပဲခိုင်းနာနေပဲချမောင်ရွတ်ရောက်တဲ့ယာကူဇာခိုင်းကဘဲကြီးတပွဲစီမှာသွားဝယ်ခဲ့ပြီးအဲဒီမြင်ကွင်းကိုမကြီးကအဝေးကနေတိတ်တိတ်လေးရက်ကြည့်နေခဲ့ပါတယ်။မကြီးဟာမောင်ပြူအတွက်စိတ်မကောင်းဖြစ်သွားခဲ့ပြီး မောင်ပြူရဲ့သားမိကိုကူညီဖို့ဆုံးဖြတ်ခဲ့ပါတယ်။အဲဒါကြောင့်မောင်ပြူရဲ့အိမ်ကိုလိုက်သွားပြီးမောင်ပြူရဲ့မသားကြီးနီနီချမောင်ရဲ့မရှူခင်မှာချမောင်ရဲ့ကိုလူထားလိုက်ပြီးနီနီချမောင်မရှူပြန်အောင်ကြိုးပါတုတ်ထားလိုက်ပါတယ်။အဲ့ညမှာမိုက်ကြီးကကားကြီးပေါ်ကကတ်တိုးလေးပတ်လာတဲ့ဖုန်းနဲ့သူ့တငယ်ချင်းစီလှမ်းဆက်ပြီးသူ့ကိုပတ်စံချီးဖို့နဲ့ထိုင်ဝမ်ကိုပြန်မဲ့တင်မောကြောင်စုံစမ်းခန်းခဲ့ပါတယ်။သူ့ဘူရာစကီလေးကတင်မောကဘယ်ချိန်ထွက်မယ်ဆိုတာပဲသာပြောခဲ့ပြီးပတ်စံကတော့မချိခဲ့ပါဘူး။နောက်တနေ့မှာတော့မိုက်ကြီးတယောက်မိုးရတဲ့တီလေးဆောင်ပြီးဟင်းချက်နေတဲ့အချိန်အင်းကြီးချင်းဘိုးတော်တို့ရောက်လာပြီး ငငယ်တုန်းကမုတ်တောင်းစားတဲ့အကွက်နဲ့တာကြီးနည်းနည်းကျွေးဆိုပြီးဟင်းကွက်ကိုမြီးခဲ့ပါတယ်အဲ့ဒီနောက်မကြီးရဲ့လက်ရမှာဆွေမျိုးတွေရောအိမ်ကမရတွေရောပါမိသွားပြီးချက်ချင်းမကြီးကိုအိမ်ခေါ်သွားပြီးချက်ခိုင်းခဲ့ပါတယ်မကြီးကလည်းချက်ပိတ်လို့ပြီးသွားတော့အဖိုးကြီးရဲ့မကြီးရဲ့မောင်ပြူးရဲ့တော့တန်းစီပြီးတီးခဲ့ကြပါတယ်ခဏနေတော့ကျန်တဲ့အိမ်ကြီးချင်းတွေပါဂုံးလာဆင်းတဲ့အချိန်မကြီးရဲ့လက်ရမှာအားလုံးကျွေးဆင်းကုန်ပါတော့တယ်ဒါကြောင့်ညကျရင်ပါတီသေးသေးလေးတစ်ခုလုပ်ပြီးအဲ့ဒီမှာမကြီးချက်ပိတ်ဖို့အကူအညီတောင်းခဲ့ပါတယ်လူမိုက်မကြီးလည်းသူတို့နဲ့တွေ့မှစူပမှုဘဝလုံးလုံးရောက်သွားပြီး ဟင်းတွေစပယ်ချက်ချက်ပေးနေခဲ့ပါတယ်ဒီလိုနဲ့ပါတီညမှာမိုက်ကြီးချက်ကျွေတဲ့ဟင်းတွေကိုအားလုံးကကြိုက်လွန်းလို့မိုက်ကြီးကိုပတ်စံတွေအိမ်သုံးပစ္စည်းတွေပေးပြီးစားသောဆိုင်လေးတနိုင်တပိုင်းဖွင့်ပါလားလို့အကြံပေးခဲ့ကြပါတယ်ကျွန်မရော crazy လေးနီနီဟာခုဆိုရင်ကြိုးချီရဲ့သားလေးနဲ့သူ့သားကျွေးတဲ့ညစာကိုသာစားနေခဲ့ရပါတယ်ဒီလိုနဲ့နောက်တနေ့မှာတော့မိုက်ကြီးဟာသူ့ကိုအိမ်ကြီးကျွေးနေပေးတဲ့ပစ္စည်းတွေနဲ့သူ့ပါလို့ရမလဲလို့မောင်ပြူနဲ့အတူထိုင်စဉ်းစားနေခဲ့ပါတယ်အဲ့ဒီချိန်ရုတ်တရက်အိမ်ကြီးကျွေးနေအုပ်စုလိုက်ရောက်ချလာပြီးပစ္စည်းတွေကိုမိုက်ကြီးရဲ့အိမ်ထဲမှာ နေရာချပြီးကမိုက်ကြီးကိုတွန်းလဲနဲ့စားသောဆိုင်လေးဖွင့်ဖို့ပြင်ဆင်ပေးပါတော့တယ်ပြင်ဆင်လို့ပြီးတော့မိုက်ကြီးကိုလာစားတဲ့သူတွေများအောင်ဖះเจ้าနားမှာတွားရောက်လို့အကြံပေးခဲ့ပါတယ်ခဏကြာမှတော့မိုက်ကြီးတယောက်ဖះเจ้าနားမှာဆိုင်လေးခင်းပြီးအစာအသောက်တွေစားရောက်နေပြီဖြစ်ပါတယ်မိုက်ကြီးနဲ့အတူမောင်ပြူတို့အိမ်နီးချင်းတွေကလည်းဝိုင်းကူလှုပ်ပေးခဲ့ကြပြီးအချိန်ခဏလေးအတွင်းမှာမိုက်ကြီးရဲ့ဆိုင်ဟာအရသာကောင်းလို့လို့လာစားတဲ့သူတွေများပြီးနာမည်ကြီးလာပါတော့တယ်ဒီလိုနဲ့တနေ့လုံးရောင်ပြီးသွားတဲ့အချိန်မှာတော့မိုက်ကြီးနဲ့မောင်ပြူတို့အတူလှဲကိုတွန်းပြီးရက်ွက်ထဲပြန်လာခဲ့ကြပါတယ် ညရောက်တော့တီတီငင်ငင်ဖြစ်နေပြီဖြစ်တဲ့နီနီဟာသူ့သားမောင်ပြူအိတ်နေတာကိုကြည့်နေခဲ့ရင်သူ့ဘဝရဲ့အတိတ်ကိုပြန်စင်းစားနေမိခဲ့ပါတယ်အရင်တုန်းကနီနီဟာပြည်ထောင်စာလုပ်ကိုလောက်ကန်ခဲ့တာဖြစ်ပြီးအဲ့ဒီလုံလုံနေစင်မှာပဲသူမရဲ့တထေးရဲ့ driver နဲ့ချစ်မိသွားခဲ့ပြီးကိုဝင်းကြီးရသွားခဲ့ပါတယ်အဲ့ဒီကြောင့်ကိုတီးသွားတဲ့သူမတထေးဟာ driver ကောင်လေးကိုတေးလောက်တဲ့အထိရိုက်နှစ်ပြီးနီနီရဲ့ကိုဝင်းကြီးကိုလည်းဖျက်ချဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့နီနီဟာကလေးကိုဖျက်မချခြင်းတဲ့အတွက်သူမတထေးစီကနေရောက်အောင်ထွက်ပြေးခဲ့ပြီးနေရာတနေရာမှာနေထိုင်ကကလေးကိုရောက်အောင်မွေးခဲ့ပါတယ် ဒါပေမဲ့အချိန်ကာလတစ်ခုကြာသွားတော့သူမမှာရှိတဲ့ article တွေကုန်သွားခဲ့တာမို့သူမအနေနဲ့သူမရဲ့တထင်းနဲ့ပြန်ချိတ်ရပြီးအရင်လုပ်ကိုပြန်လုပ်နေခဲ့ရပါတယ်ဒီလိုနဲ့တည့်ရက်မှာတော့သူမစီကိုလာတဲ့ပေါက်တယ်တွေကကိုဂျပန်ကရုံးဆိုတဲ့သူဟာသူမကိုအလုံးလုံးတဲ့အခါအာမန်ပြင်းနဲ့လုံနိုင်အောင်ဆိုပြီးမူရစ်စေးသုံးပြအောင်စဆွဲဆောင်ခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ကိုဂျပန်ကရုံးဟာနီနီစီကိုအမြဲလာပြီးချမောင်ရွတ်တွေလာပေးခဲ့သလိုညီနီဟာလည်းတနေ့ထစ်တနေ့ချမောင်ရွတ်ကိုဆွဲလာတဲ့ချမောင်ရွတ် crazy လေးဖြစ်လာခဲ့ပါတယ်ဒီလိုနဲ့နီနီစီကိုတိုင်ကာရိုက်စရာရှိလို့ ိုဂျပန်ကရုံးရောက်မလာတဲ့တည့်ရက်မှာတော့နီနီတယောက်နေမတိထိုင်မသားတွေဖြစ်အသားတွေတစက်စက်တုံပြီးချမောင်ရွက်ကိုတောင်းတလာတဲ့အတွက်ကြောင့်သူ့ဘာသာသူလမ်းပေါ်ထွက်ဝေရတဲ့အထိဖြစ်သွားခဲ့ပါတော့တယ်။နောက်တော့တိုင်းလုံးကမှာပဲပျော်ရွှင်နေတဲ့ကိုဂျပန်ကရုံးကိုအာမကူတော့ပဲကိုဘာသာဝယ်တုံးရင်စူဆောင်းထားတဲ့ RK လေးနဲ့ကုံသွားခဲ့ကအိန်လာကမပေးနိုင်လို့အိမ်ပေါ်ကနေပါနှိချခံလိုက်ရပါတော့တယ်။အဲဒီကဆလိုနီနီတယောက်သူ့သားမောင်ပြုနဲ့စင်ညဖုံရက်ွက်လေးတဲ့ကိုရောက်လာခဲ့တာပဲဖြစ်ပါတယ်။တစ်ဖက်မှာတော့မိုက်ကြီးဟာထိုင်ဝမ်ကိုပြန်ဖို့စားသောက်ဆိုင်ကရတဲ့ RK တွေကိုစူဆောင်းခဲ့ပါတယ်။ အချိန်ကြာလာတာနဲ့အများအသူဆိုင်လေးကပုံမအောင်မြင်လာခဲ့ပြီးဝင်ငွေလည်းအတော်အသင့်ရှိလာကတော်တော်လေးစုမိလာခဲ့ပါတယ်ဒီလိုနဲ့တ냐မှာတော့အိန်းကြီးချင်းတွေကပြဇက်ကအပြိုင်ပွဲမှာသူတို့စုကပြီးစုရလာတဲ့အားလည်းရခီးထွက်ဖို့ကားလက်မှတ်၃ဆောင်ကိုသူတို့မယူဘဲမောင်ပြုတ်ကိုပေးလိုက်ကတားမင်းနဲ့ဥမကြီးတို့ကိုပါခေါ်သွားလို့ပြောခဲ့ပါတယ်နောက်ပြီးခီးထွက်နေတော့ချောင်းရလေးတွေရိုက်ဖို့အတွက်လဲကင်မရာတလုံးထည့်ပေးလိုက်ပါသေးတယ်ဒီလိုနဲ့အဲ့ဒီညမကြီးအိမ်ပြန်ရောက်တဲ့အခါမှာတော့အကြက်ရိုက်ပါတော့တယ်တကယ်လို့သူမောင်ပြုတ်တို့နဲ့လိုက်သွားရင်သူစုထားတဲ့အာရဂွေတွေ၃ရာတော့မှဖြစ်ပြီး မလိုက်သွားပြန်ရင်လည်းမောင်ပြူးလေးစိတ်မကောင်းဖြစ်မှာကိုလည်းစိုးရိမ်နေခဲ့ပါတယ်အတော်ကြာစဉ်းစားပြီးသွားတဲ့နောက်မှာတော့မကြီးလည်းမောင်ပြူးတို့တားမိနဲ့ခရီးသူလိုက်ထွက်ခဲ့ပါတော့တယ်သူတို့သုံးယောက်သားနေရာတွေစုံအောင်ရှောက်သွားခဲ့ကြပြီးဂိမ်းတွေလည်းအများကြီးကစားခဲ့ကြကာမကြီးဟာလည်းသူ့ဘဝမှာမိသားစုလိုမျိုးပထမဆုံးခံစားလာခဲ့ရတဲ့အတွက်ပျော်လာခဲ့ပါတယ်တနေ့လုံးပျော်ပွဲစားထွက်ပြီးသွားတဲ့အခါမှာတော့မကြီးတို့ရောက်မောင်ပြူးတို့အသားမိကိုအိမ်ပြန်လိုက်ပို့ခဲ့ပါတယ်မောင်ပြူးရဲ့မိနီနီကလည်းမကြီးကိုဗမာဆေးတွေကျွေးပေးပြီးအထာလေးတွေပေးတဲ့အနေနဲ့မြမကားရဲ့အကွက်တွေကို သူမတို့တားမိပေါ်ကောင်းပေးတဲ့အတွက်ကျေးဇူးတင်လိုက်တာရှင်တွေပါဒီပြောလာပါတော့တယ်ဒီလိုနဲ့မကြီးရဲ့ဘဝဟာဈေးရောင်းလိုက်အချောလေးတို့တားမိနဲ့လက်ပေါ်တင်းနေလိုက်နဲ့အိုကေမှာစူပြေနေခဲ့ပါတယ်ဒီလိုနဲ့တရေမှာတော့ကန်ဆုံးမှုတွေရောက်လာခဲ့ပါတယ်သူတို့တုံအောင်စိုက်ခင်းဖို့သွားတဲ့အချိန်လမ်းမှာကိုဂျမန်ကရုံးကအဝေးကနေရေပိုက်ပြင်ကျင်တဲ့အကြည့်မျိုးနဲ့စိုက်ကြည့်နေတာကိုနီနီတတိထားမိသွားခဲ့ပါတယ်သူသားနဲ့မကြီးကိုအန်ရီပေးမှဆိုးတာကြောင့်သူတို့ကိုအရင်ဆုံးစိုက်ခင်းထားခန့်ခဲ့ပြီးသူမအိမ်ခဏပြန်လိုက်အောင်မယ်လို့အကြောင်းပြလိုက်ပါတယ်အဲ့ဒီနောက်နီနီအိမ်ပြန်လာတဲ့အချိန်မှာကိုဂျမန်ကရုံးဟာလည်း အိမ်ထဲကိုလိုက်ဝင်လာပြီးသူမကိုရော့ဆိုပြီးငါးကောင်းနဲ့ချက်စာကိုကျမရဲ့ထုတ်လှမ်းပေးလိုက်ပါတယ်။နီနီကကျမရဲ့ crazy လေးမဟုတ်တော့တာကြောင့်ညင်းလိုက်ပါတယ်။ကိုဂျမန်ကတော့လည်းဒေါသထွက်ထွက်နဲ့နီနီကိုရေပိုက်ပြင်းနဲ့လက်နဲ့ဖျံကနေပိတ်ရိုက်ပြီးသူလည်းပဲယာကူဇာခိုင်းသားပဲဖြစ်ကြောင်းပြောလာကဒီကျမရဲ့ကိုနီနီမတုံးရင်မိုက်ကြီးရောမောင်ပြူကိုပါတက်ပြစ်မယ်လို့ချင်းချောက်လိုက်ပါတယ်။နီနီလည်းမတက်တာလို့တုံးလိုက်ရပြီးခဏကြာနီနီကျမရဲ့စိတ်တက်နေတဲ့အချိန်မှာတော့ဂျပန်ကရုံးတယောက်နီနီပေါ်ကနေအီရိုပဲဆွဲပါတော့တယ်ခဏနေတော့ကိုဂျပန်ကရုံးဟာမိုက်ကြီးစီမှာခောက်ဆွဲလာဝဲခဲ့ပါတယ် အဲ့နောက်ခဏကြာမိုင်ကြီးကဒီလူကယာကူဇာခိုင်းသားတယောက်ဖြစ်နိုင်ကြောင်းရိမ့်မိလာတဲ့အချိန်မှာတော့စူစူဝါဝါမဖြစ်အောင်ဆိုင်ကိုစိုးစိုးပိတ်ပြီးမောင်ပြူးနဲ့အတူပြန်လာခဲ့ပါတယ်။စိန်ကောင်းစွာနဲ့ပဲအိမ်ပြန်ရောက်တဲ့အချိန်မှာတော့မျက်နှာချက်ပေါ်မှာတွဲလောင်းကျနေတဲ့နီနီရဲ့အသက်မရှိတော့တဲ့ခန္ဓာကိုယ်ကြီးကိုတွေးလိုက်ရပါတော့တယ်။ချက်ချင်းမမကြီးဟာမောင်ပြူးရဲ့မျက်လုံးကိုအမြန်အုပ်လိုက်ပြီးအပြင်ကိုခေါ်လာလိုက်ပါတယ်။အပြင်ကိုရောက်တော့ကိုဂျပန်ကရုံးနဲ့သူ့လူတွေဟာမကြီးရဲ့တွန်းလဲကိုပြစ်စည်းနေတာကိုမကြီးတွေးလိုက်ရပါတယ်။ ိန်နီချင်းတွေကဝိုင်းတာတော့ဂျပန်ကရုံးကအိန်နီချင်းတွေကိုပါစော့ပလော့တီးလိုက်ပါတယ်အဲ့နောက်မှာတော့ယာကူဇာဂိုင်းကောင်းဆောင်ကြီးနဲ့နောက်ထပ်ဂိုင်းသားတွေမိုက်ကြီးကိုတတ်ဖို့ကြောက်လာပါတော့တယ်ဒီချိန်မှာတော့မိုက်ကြီးရဲ့တိခန့်နိုင်စင်ကကုံသွားပြီဖြစ်ပြီးအုတ်ထုတ်ကိုချွတ်ကာယာကူဇာတွေကိုတကောင်ချင်းဖြုတ်ပါတော့တယ်နောက်ဆုံးမှာတော့ဂိုင်းကောင်းဆောင်ကိုပါရိုက်ပစ်လိုက်ပါတော့တယ်အဲ့ဒီချိန်မောင်ပြုတ်ကတော့သူ့ရဲ့မိကိုဆုံရှုံလိုက်ရတဲ့အတွက်ဝမ်းနဲ့ဆောင်နဲ့မတက်လေးရက်နေခဲ့ပါတယ်ရုံးရင်ဆန်ခတ်တွေပြီးသွားတဲ့နောက်မှာတော့အိန်းကြီးချင်းတွေကဒီလောက်အနေအေးပြီးရင်ကျေးတဲ့မိုက်ကြီးကအခုလိုတယောက်ပြီးတယောက်ကိုဆွတ်ဆွတ်ဆွတ်နဲ့ တက်သွားတာကိုမြင်လိုက်ရတဲ့အတွက်အံဩမြင့်တက်နေခဲ့ပါတယ်။နောက်တော့အင်းဒီချင်းတွေကရဲတွေမိုက်ကြီးကိုမဖမ်းမိခင်မိုက်ကြီးအနေနဲ့ထိုင်ဝမ်ကိုချက်ချင်းထွက်ပြေးတော့ဖို့အကြံပေးခဲ့ပါတယ်။ဒီလိုနဲ့နောက်ဆုံးစက်ဝင်ခန်းမှာတော့မိုက်ကြီးဟာအချိန်တစ်ခုကြာသွားပြီဖြစ်တဲ့နောက်ထိုင်ဝမ်ကိုပြန်ရောက်နေခဲ့ပြီးသူ့ရဲ့တတိဖြစ်သူနဲ့နောက်လို့ရမယ့်အလုပ်ကိုတိုင်ပင်နေတဲ့အချိန်တစ်ဖက်လမ်းမှာသူ့ကိုလာရှာနေတဲ့တိုဂျိုကအင်းဒီချင်းတွေကိုရုတ်တရက်တွေ့သွားခဲ့ပါတယ်။အဲဒါကြောင့်ချက်ချင်းပဲသူတို့နဲ့တွေ့ဖို့စိုင်းထဲကနေထွက်သွားခဲ့ပြီးအင်းဒီချင်းတွေကလည်းသူ့ကိုတွေ့လိုက်ရတော့ပျော်နေခဲ့ကြပါတယ်။ခဏနေတော့ အင်းကြီးချင်းတွေဟာမောင်ပြုတ်ကမိုင်ကြီးနဲ့နေချင်းလို့လို့မိုင်ကြီးကိုသူတို့လာရှာတယ်ဆိုတဲ့အကြောင်းပြောလာခဲ့ပါတယ်ဒီလိုနဲ့လူမိုက်မိုင်ကြီးလည်းသူ့ဘဝမှာတခါမှမကြဘူးတဲ့မြေတွေကြလာခဲ့ပြီးမောင်ပြုတ်လေးနဲ့အတူနေဖို့ဆုံးဖြတ်လိုက်ကမောင်ပြုတ်လေးကိုကောင်းမွန်တဲ့ဘဝတစ်ခုကိုပေးနိုင်ဖို့သူလုံးနေတဲ့လူတက်တဲ့အလုပ်ကိုစွန့်လွတ်လိုက်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်တင်ငန်းစာကတော့ပတ်ဝန်းကျင်ကောင်းရင်မိုက်ကြီးလိုအဆင်ပြေသွားမှာဖြစ်ပြီးပတ်ဝန်းကျင်မကောင်းရင်တော့တင့်လိုပဲစောက်တင်းဝိုက်တို့ခံနေရမှာဖြစ်ပါတယ်ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်ကြီးကိုကျေးဇူးထူးမြင့်တင်ရှိပါတယ်ခင်ဗျာ